အော်တိုဘာလ22ရက်နေ့နဲ့22ရက်နေ့မှာ2025ခုနှစ်ရဲ့အများဆုံးသောဂျေရဂွန်ကြီးကြွေတာကို တွေ့မြင်ရမယ်ဆိုတာသင်သိပါသလားအားလုံးပဲမင်္ဂလာပါကိုစားချင်တဲ့လေးရနေပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီဥက္ကာခဲတွေဟာဟာလီကောမတ်ဆိုတဲ့ဥက္ကာခဲကြီးရဲ့အပိုင်းစားတွေပါဒီဥက္ကာခဲကြီးဟာ နေကိုဖြတ်တန်းစဉ်ကဟုံတွေသူ့ရဲ့အပိုင်းစားနေတွေခြံထားခဲ့ပါတယ်ကဘာကြီးက နေကိုလှည့်ပတ်နေရင်လည်းတို့ရှိတဲ့နေရာကိုရောက်တဲ့အခါမှာတော့ကျေတကွန်တွေကြွေတာဖြစ်နေမှုတွေ့ရတာပါကြည့်ရှုဖို့အကောင်းဆုံးအချိန်ကတော့အော်တိုဘာလ21ရက်နေ့ညညတကောင်းရက်အချိန်နဲ့22ရက်နေ့နဲ့နေမထွက်ခင်အာယုန်တဲ့အချိန်ကြီးဖြစ်ပါတယ်ပညာရှင်တွေကတော့တဏှာကြီးမှာကျေတကွန်အလုံးကြီးစေလုံးမှာအလုံး20တိပြီးနိုင်တယ်လို့ကမှန်တာပါလေအကောင်းဆုံးနေရန်ကတော့ညအချိန် မျိုးပြလင်းရောင်တွေဝေးတဲ့နေရာမှာကောင်းကင်ရင်ကြီးကိုမိနစ်20ခန့်မျက်လုံးကျင့်သာရအောင်ကြည့်ရှုပေးပါကဘာတဝမ်းလုံးကနေကြည့်ရှုနိုင်ပြီးတော့ Orion Constellation လို့ခေါ်တဲ့ကျေစုဝင်လာမှာတော့အများဆုံးမြင်တွေ့နိုင်ရမှာပါ မိတ်ဆွေတို့လည်းဒီကျေကျွေးတာတွေကို ကြည့်ရှုပြလာဆိုတာ comment မှာပြောပြပေးပါဦးနော်ကျေးဇူးတင်ပါတယ်